အချစ်ဆိုတာတကယ်ရှိကြောင်းဖော်ပြနေတဲ့အချစ်ခံအမကြီးချွေးစုယောင်အလုံးမဲမင်္ဂလာပါ Gas Generation အဖွဲ့ဝင်စုယောင်းဟာရုပ်ရည်အောင်မြင်မှုငွေကြေးအပြင် Idol ချင်းချင်းတောင်ပြန်ပြီးအားကြရလောက်တဲ့အချစ်စစ်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။စုယောင်းရဲ့ချစ်သူမင်းသားချောင်ကျော်ဟောအနွန္ဒာခံပြီးစုယောင်းကိုလည်းအများကြီးချစ်ပေးနေတာကြောင့်သူတို့စုံတွဲလေးကပြည်သက်တွေချာမှ Idol couple လေးအဖြစ်လည်းအမြဲအချစ်ခံနေရပါတယ်။ Hospital Playlist မင်းသားချောင်းကျောင်းဟိုနဲ့ဆူယောင်းတို့ဟာသူတို့ရဲ့ချစ်ချင်းမြတ်တာနဲ့ယဉ်နိမှုတို့ကိုဘယ်တော့မှဖုံးကွယ်မထားခဲ့ပဲစီဇန်တွေ show တွေမှာမကြခဏထုတ်ပြောပြတတ်ကြတဲ့ရှက်ရှက်ပပအတွေ့လေးလေးဖြစ်ပါတယ်။အခုတစ်ခါမှလည်းချောင်းကျောင်းဟိုကဆူယောင်းဟာသူ့အတွက်ပြည့်စုံမှုလေးဖြစ်ကြောင်းပြောပြလာတဲ့အခါပြည်သက်တွေအားကြကြရပြန်ပါတယ်။ မင်းသားကြောင်ကြောင်ဟိုဟာမကြသေးမီကအင်တာဗျူးမှာချစ်သူတက်တန်း၁၂နှစ်ကြာနေပြီဖြစ်တဲ့ဆူယောင်းအကြောင်းကိုထည့်သွင်းပြောလာခဲ့ပြီးသူ့ရဲ့တရုတ်ဆောင်ဘဝကဆူယောင်းပေါ်ဘလို့မူတည်နေခဲ့တယ်လဲဆိုတာကိုပြောပြလာခဲ့ပါတယ်။ဒေတာရင်းမီဒီယာတခုနဲ့အင်တာဗျူးမှာကြောင်ကြောင်ဟိုကိုတရုတ်ဆောင်လို့ပြင်ဘယ်အရာကသူ့ရဲ့ဘဝမှာအရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တည်ရှိနေတယ်လဲဆိုတာမေးမြန်းခဲ့တာပါ။ဒီတော့ဂျောင်ကျန်ဟိုကလည်းသူ့ရဲ့ဘဝမှာတရုတ်ဆောင်အလုပ်ပြင်းဗဟိုချက်ကြတဲ့အရေးပါဆုံးကတော့ဆူယောင်းဖြစ်ပါတယ်လို့အားကျစရာပြန်လည်ဖြေဆိုပေးခဲ့ပါဗျ။ ကျောင်းကျောင်းဟိုကတခါတလေကြရင်ကျွန်တော်တရုတ်ဆောင်နေတာဆူယောင်းကြောင်များလားလို့တောင်တွေးမိပါဗျ။ကျွန်တော်ကသူ့အထင်ကြီးအောင်လုပ်ပြချင်တာလေ။ကျွန်တော်ကလူကောင်းတယောက်တရုတ်ဆောင်ကောင်းတယောက်ဆိုတာဆူယောင်းကိုပြပေးချင်ပါတယ်။တရုတ်ဆောင်အလို့အပြင်ကျွန်တော်ကိုပျော်ရွှင်စေတဲ့အရာတစ်ခုကတော့ဆူယောင်းရဲ့ပျော်ရွှင်မှုပါပဲ။ကျွန်တော်တို့ကအချိန်ကြာကြီးအတူတူရှိခဲ့ကြပြီးတယောက်နဲ့တယောက်လည်းမကြာခဏတွေ့ပစ်ကြပါတယ်လို့ပြောလာခဲ့ပါဗျ။ ဒါအပြင်ဂျောင်ကျန်ဟိုကသူတို့ရဲ့အခြေရေးကဘာကြောင့်အချိန်အကြာကြီးကြာတဲ့အထိအရောက်မပြေရတာလဲဆိုတာကိုပါပြောပြလာခဲ့ပါဗျ။မင်းသားကဆူယောင်ရဲ့အစိတ်ရှည်တီးခတ်မှုကြောင့်မလို့ပြောပြလာခဲ့ပြီးသူကအရင်ကဆိုရင်အရက်တောက်လွန်လာလို့မျိုးအမားတွေအများကြီးလုပ်ခဲ့ပေမဲ့ဆူယောင်ကတီးခတ်ပေးခဲ့ကြောင်းဝန်ခံပြောလာပါဗျ။အခုတော့ဒီလိုတွေသူမလုပ်တော့ကြောင်းလဲရယ်ရင်ပြောပြလာခဲ့ပါဗျ။အခုလိုချိန်ကြာကြီးလက်တွဲလာတဲ့လက်တွဲပေါ်အကြောင်းကိုမေးမြန်းရမှာတော့ဂျောင်ကျန်ဟိုကဒီလိုရှိခြင်းကအရေးပါကြောင်းပြောလာပါဗျ နှစ်ယောက်စလုံးကတည်ဆောင်ကောင်းနေဖြစ်လာခြင်းနဲ့အိမ်မက်ရှိတာမို့ပို့ပြီးတော့အထိပ္ပယ်ရှိတယ်လို့ခန်းစားရကြောင်းလဲဂျောင်းကျန်ဟိုကပြောခဲ့ပါသေးတယ်ဂျောင်ကျန်ဟိုဟာလာမယ့်မေ30မှာစတင်ထုတ်လွှင့်ပြသမယ့် MBC drama အသစ် Lever Anthony နုံမှုချင်းမှာပါဝင်ထားပါတယ်။ဒီ drama လေးဟာ fantasy comedy အမျိုးအစားလေးဖြစ်ပြီးတရေတွေကိုမြင်နိုင်စွမ်းရှိတဲ့လှုပ်သားရှင်နေနုံမှုချင်းရဲ့မမျှော်လင့်ဘဲကြုံတွေ့ရတဲ့ပြဿနာလေးတွေနဲ့အလွဲလေးတွေကြောက်ရိုက်ကူးထားတယ်လို့သိရပါတယ်။ ချွေးစုရောင်းကတော့မေ7မှာစတင်ထုတ်လွှင့်ပြသမယ့် TVN drama Please Stop Drinking နဲ့ပရိသတ်ရှီကိုတဖန်ပြန်လာအောင်မှာဖြစ်ပါတယ်။ပရိသတ်တွေကတော့ဒီရက်ပိုင်းတွင် second generation idol တွေတယောက်ပြီးတယောက်လက်ထပ်နေကြတဲ့အတွက်အမကြီးစုရောင်းလို့အတွဲလေးလှဲကဘယ်တော့ရောက်လာမလဲဆိုတာစောင့်မျှော်နေကြရင်ပျော်ရွှင်ကြစေဖို့အတွက်ဆုတောင်းပေးနေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။